တာပါရှင်ကျမကတော့အင်းသင်းတူလေးမပိုင်းတူပဲဖြစ်ပါလိမ့်ရှင်ဒီနေ့ကတော့တသိန်းကျော်လဆန်း73ရက်နေပဲဖြစ်ပါလိမ့်ရှင် ဖောင်နှောင်းဘုရားပွဲတော်ကိုစက်တင်ဘာလ22ရက်နေ့ကနေစပြီးတော့မှအောက်တိုဘာလ9ရက်နေ့ထိကျင်းပသွားမှာပဲဖြစ်ပါလိမ့်ရှင်ကျမရောက်ရှိတဲ့နေရာလေးကတော့အလိုတော်ပေါ့ဆန်ကျောင်းတော်ပဲဖြစ်ပါလိမ့်ရှင်။ ခေါင်းနှုံးရပ်ပွားတော်များဟာအလိုတော်ဘဆိုင်ကျောင်းတော်မှာတော့နေ့စဉ်ဆက်ကြပူဇော်ခံပြီးတော့မှမွန်းလဲနှစ်နိုင်ခွဲမှာတော့နန်းပန်ဆိုင်ကျောင်းတော်တို့ပင့်ရှိပူဇော်ခံမှာပဲဖြစ်ပါတယ်ရှင်။ င်နှုံရွက်ပွားတို့များဟာအလိုတော်ပေါ့ကျောင်းမှာတော့နေ့စွန်ဆက်ကပ်ပူဇော်ခံပြီးတော့မှနန်းပါဆိုင်ကျောင်းတို့မှာတော့ညချင်းပူဇော်ခံမှာပဲဖြစ်ပါလိမ့်ရှင်။အလိုတော်ပေါ့ကျောင်းနဲ့နံပါတ်ဆန်ကျောင်းတို့ဟာနင်းနင်းလေးပဲဖြစ်တဲ့အတွက်ကြောင့်မလို့လန်ခီးတို့ပါရှင်။ ဖောင်နှုံဖျားပွဲတော်ဟာအင်းသားတွေရဲ့စီလုံးညီညွတ်မှုနဲ့တသာတရားထက်တန်မှုကိုမျက်ဝါထင်ထင်မြင်တွေ့ရတဲ့ပွဲတော်ပဲဖြစ်ပါလေရှင်။ပွဲတော်ကာလဟာအောက်တိုဘာလ9ရက်နေ့မှာပြီးဆုံးမှာပဲဖြစ်ပါလေရှင်။အဲ့ဒီနေ့မှာဖောင်နှုံဦးရောက်ပွားတော်များဟာမူလဆိုင်ကျောင်းတော်တို့ပြန်လည်ကြွရှိပူဇော်ခံမှာပဲဖြစ်ပါလေရှင်။ တော်ကာလဟာ၅ရက်ကြာရှိနေသေးတဲ့အတွက်ကြောင့်မလို့အနေနဲ့ရရမှာဖျားဖို့ဧည့်သည်တော်များကိုလာရောက်လည်ပတ်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။